ဒီနေ့ဘာဖြစ်လို့ဒီကရမတွေဟောတင်ရတာလို့လို့မေးတဲ့အခါကျတော့ဗာတဲ့ဒီသုံးမြတ်တရားကိုယ်လို့ရှင်းသုံးမြတ်တရားဒကရမတို့ဖွင့်မဲ့တရားသုံးမြတ်တရားသင်္ကန်းမှန်ပါဗျာအဲဒီသုံးမြတ်တရားကိုယ်လို့ရှင်းသုံးမြတ်တရားကိုယ်လို့ရှင်းပဲသုံးမြတ်နိဗ္ဗာန်ကိုယ်မှာမှန်ပါဗျာဒါပြန်ဒကရမတို့ဥစ္စာအဲ

ြည့်ပြတာပဲလို့ဟောနေတဲ့အခါကြရကျင်ဥပါရေနာကျင်တဲ့ပုဂ္ဂိုလ်ရှားမရှားဘူးဒီရှားလို့ရှိရင်ဘုရားသုံးရတရားမနိုင်နိုင်လို့ရှိရင်သုံးရတနိဗ္ဗာန်ဘယ်နှလို့ကူရအခုနိုင်မှုဆိုတာသဘောကျအဲ့ပွဲမဲ့တရားခေါ်တာပဲဘယ်လိုဖတ်ကြကျူစာပြီးလာကြတယ်ဟိုတွေလေးလေး ဆရာဘုန်းကြီးရဲ့ယနေ့ပါမရကြီးကြီးတယ်ဆွေကြီးလိုက်ကြီးပေးပါလိမ့်မယ်ဆိုတော့ဝေမေတရားကိုခမည်းတော်သန္တာမှာမဝေအောင်လို့ခြင်းဖြင့်နိဗ္ဗာန်လည်းခမည်းတော်ရပါမယ်ဝေမေတရားကိုမကွယ်အောင်ရှုနိုင်ရလို့ခြင်းနိဗ္ဗာန်ရမယ်ဆိုတော့သိသိချာချာမှတ်ကြပါဒါဖြင့်သုံးရက်တရားကိုမှမနာရတယ်ဆိုလို့ရှိရင်သုံးရက် နိဗ္ဗာန်သရုပ်သာဘယ်နဲ့လို့ပူတံပိစကလာသွားလို့မဲလို့ကျင့်တယ်။ဩအကြောင်းမှာပါပဲနဲ့ကျိုးနိဗ္ဗာန်ရဖို့အတော်ခင်းရမှာ။မှန်ပါပါ။ဒီတရားခန္ဓာအာယတနာဓာတ်ုနဲ့သတ်တဲ့တရားကိုပြီးဥမာရင်ဖတ်လိုက်တာပုံမြတ်တဲ့တရား။မှန်ပါပါ။ခန္ဓာနာဓာတ်ုကိုဟောနေရင်သုခကတရား ိဘူးဟောနိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဟောရံပြောရံလို့ရှိရင်လေတဲ့အပြစ်တော်ဆိုရလိမ့်မယ်မှန်ပါပါသိကြပါလားမှန်ပါပါအဲ့ဒါကိုပြင်မလို့အဲဒီဇာယင်းဆရာဖြစ်ခဲ့လို့ကျင့်ခြင်းတဲ့ဘုံရတရားဟောပြီးဒီကာလဘုံရနိဗ္ဗာန်ကိုရပါဆိုတော့ဇာလေအမှုတို့ပါရတော်မှာအနာရတ္တသုတ်တော်ဒိဋ္ဌိချာချဟော တာအနာကဝေးရံနေလို့ဥပါရဲဆိုပါတယ်မှန်ပါပါအနာကမှာဒုက္ခရဲ့အောင်လို့ကျင်ဘယ်လိုမှမနာရမယ်မှန်ပါပါအနာကျတဲ့ပုဂ္ဂိုလ်များပြီးအစ်စ်တော်ပြောတယ်မှန်ပါပါအဲ့ဒီအစ်စ်ပြောတာကိုလည်းမင်းတို့ဒီတဲ့တိုက်ဖြစ်ရပါဆိုတာကိုလည်းပါပါတယ်မှန်ပါပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဩော်ဒီတရားကိုလည်းနိဗ္ဗာန်ကိုယ်တော်မယ်မှန်ပါပါ ¿Dónde lo obliga? Con Álvaro. Buena vez de ver